တမ်းမျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နောင်ချိုမျိုးကိုပြန်ရဖို့စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေကမျိုးနဲ့ဆယ်မိုင်ဝန်းကျင်အကွာအထိနီးကပ်လာပါတယ်။ဒါနဲ့ပတ်သက်လို့တောင်ခမ်းဘက်ကနေရာအများစုကိုလက်လွတ်ထားရကြောင်းနဲ့စစ်ဗျူဟာအရသွားနေတာဖြစ်လို့စိုးရိမ်မှုမရှိကြောင်းဂျွန်လ9ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ TNL ဘက်ကပြောလိုက်ပါတယ်။မိမိကိုမိမိခုခံပေါ်ရင်းနဲ့စစ်ကတော့ပြန်ပြန်ဖြစ် အားရှိလာနိုင်တယ်။အတုပေမဲ့လည်းလူထုတွေနေတဲ့ကာတာကိုအစီရေတိအမြဲရှိဖို့တော့လိုအပ်ပါဘူးပေါ့နော်။အထူးပြည်ဒီတောင်ခံနေတဲ့ဘက်မှရှိတဲ့အဖေလူထုတွေပြည်တော်နောင်ချိုနေတဲ့ဘက်မှရှိတဲ့ပြည်ဒီလူထုတွေအတေကတော့ဒီအလုံးချုံရေးတွေအပယူဆိုင်ဖို့လိုအပ်ပါပဲ။အခုချိန်အထိကတော့ရာပြင်ဘက်ကတက်လာတဲ့စစ်ကြောင်းဟာကန့်ကြီးရွာတဲ့အထိမရောက်သေးပေမဲ့ရွှေမုတ်တော်ကိုကြော်လာပြီလို့ဒေသခံတွေကပြောပါတယ်။စေရေးလေးလာသူကတော့ရာပြင်ဘက်ကစစ်ကြောင်းဟာကန့်ကြီးအထိရောက်နေတယ်လို့ နောင်လင်ဘက်ကစစ်ကြောင်းဟာလည်းနောင်ချိုကြီးတိမ်ပင်လေအထိရောက်လာတာကြောင့်ဒီစစ်ကြောင်းနှစ်ခုပေါင်းပြီးနောင်ချိုမြို့ရဲကိုထိုးစစ်ဆင်လာနိုင်တယ်လို့ခန့်မှန်းပြောပါတယ်။စစ်ရေးနေသားအရပြောရမယ်ဆိုတော့ဒီစစ်ကြောင်းနှစ်ကြောင်းဟာနောင်ချိုမြို့ရဲအထိတော့ရောက်လာနိုင်မဲ့အနေအထားမျိုးရှိတယ်။ TNL နဲ့နောင်ချိုမြို့အတွင်းမှာပြန်လည်ထိတွေ့မှုတွေပြင်းထန်လာမဲ့အနေအထားမျိုးပေါ့။ TNL နဲ့ပူးပေါင်းအဖွဲ့တွေအပြင်းထန်ခုခံရမဲ့အနေအထားမျိုးတွေ့ရတယ်လို့စစ်ကောင်စီဘက်ကလည်းစစ်ရေးအရာ စည်ရင်းနီးနဲ့နှောင်ချိုကိုပြန်လဲထိမ့်ချုပ်နိုင်အောင်ကြိုးစားမဲ့အရေးလက္ခဏာတွေကိုမြင်ရတယ်လို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာ TNL ဘက်ကတော့အခုလိုတိုက်ပွဲတွေပြင်းထန်တာကြောင့်ပြည်သူတွေကိုဘေးကင်းရမှာကြိုတင်သိမ်းရှောင်ဖို့တတိပေးတာရှိနေတယ်လို့အုံမတိဘက်မှာဆိုရင်စစ်တပ်ကနေအိမ်တွေကိုဝင်ရောက်မီးရှို့တာရှိတယ်လို့ပြောပါတယ်။နောင်ချိုမြို့နယ်ထဲမှာနှစ်ဖက်ထိုးစစ်ဆင်မှုတွေရှိနေပြီးလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်မျိုးရဲကပြည်သူတွေကြိုတင်သိမ်းရှောင်ကြပြီလို့ မြေပြင်အရှင်းလေးကိုသိရှိတဲ့ရှမ်းမြောက်ဒေသခံကပြောပါတယ်။သူ့ရဲ့ပြောပြချက်ကို DVV သတင်းတောက်ကအတန်အစားထုတ်ဖတ်ပြထားပါတယ်။လက်ရှိအဆက်အသွယ်ပြန်နေတာဗျ။ပြည်သူတွေဆစ်ဆောင်ကုန်ကြပြီးနောင်ချိုနဲ့ဆမ်မန်ခန့်အကွာမှာပါ။စစ်ကောင်စီကမရသေးပါဘူး။အဖက်ဒေသကအခုဆစ်ဆောင်ကြပါပြီ။တရက်ကုန်းဘတ်ချံကဆစ်ဆောင်ကြနှစ်နှစ်ပြည့်ပါပြီ။ဘလို့ကူရမလဲတော့မသိဘူး။နိုင်တဲ့အင်အားနဲ့တော့စစ်ဆောင်ကိုကူနေကြပါရဗျ။ကံကြီးဘက်ကရှောင်ပြီးပါပြီ။မြို့ပေါ်ကရှောင်စားပြုလာပါပြီ ဘာလို့လဲဆိုတော့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်လို့၄ဦးဒီနေ့ဒဏ်ရာရထားပါတယ်အဲ့ဒါ၄ကြောင့်စားရှောင်ကြရပါတယ်ဒီနေ့တော်တော်များများကိုရှောင်သွားကြပါတယ်စစ်တပ်ဟာရက်ဆောက်ကြောက်ခုကနေတစင်တောင်းခန်းကိုစင့်ရားတွေပို့နေပြီးအရိကနေမှနောင်ချိုမြို့ကိုထိုးစစ်ဆင်လာတာဖြစ်တယ်လို့လေကြောင်းကနေလည်းရိတ်ခခဲရန်ဖြစ်တင်းတာရှိတယ်လို့သိရပါတယ်တကြောပြန်နောင်ချိုတိုက်ပွဲမှာ TNL တပ်တွေအပြင်ဒနုတက် DBL လည်းပါဝင် တိုက်ခိုက်နေပြီးဂျွန်လ9ရက်နေ့အထိတော့ကန့်ကြီးရွာမှာတိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ် ပြင်းဦးလွင်နယ်ကြောင်မဲမြို့အကြားမှာရှိတဲ့နောင်ချိုကိုတော်လိုင်းတက်တွေက2024ခုနှစ်ဇူလိုင်10ရက်နေ့မှာသိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်တလအကြာမှာစစ်တပ်ကမြို့အနာအထိပြန်ကတ်လာတာပါကျွန်တော်စိုးသူအောင်ပါရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်မြို့နယ်ကြောက်ကူကနေနောင်ချိုမြို့နယ်အတွင်းစစ်အင်အားပြန်လည်ဖြစ်တင်းဖို့ကြိုးပမ်းနေတဲ့